ေလက်ခုနှစ်ချက်ထပ်ပြီးဖိ။ဟိုးလန်ကောင်းနေ။ဖလိုင်းဒီကောင်းနေဗျာ။ချစ်ကန်ချစ်ကောင်းနေဗျာ။ဟိုးဟက်ကစ်ဆိုရင်ရတယ်။ဂျီယို။အိုးဒူတိုက်ချစ်။စပင်းဘက်ကဒူရကီဖိုင်တာလက်တီအမြန်ဗျာ။အိုးလက်ကဲအလုံးဝမင်္ဂလာပါဗျာ JDS channel မှာမွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့1 championship ကရှုံးပွဲလုံးဝမရှိလက်ရှိနှစ်ထပ်ပွဲ champion ဖြစ်တဲ့အပြင် ခြင်းပြင်း၅ချိန်ထိဖြစ်ထားခဲ့ဘူးတဲ့ဗိုက်တာမင်နောက်ထပ်၁၈ပွဲထိုး၁၈ပွဲစလုံးကိုလုံးဝရှုံးဝဲမရှိအနိုင်ရယူပြထားတဲ့ဖိုက်တာဂျင်2ရဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုဒီကနေ့မှပရိသတ်တွေနဲ့အတူအဆအဆုံးလေးလံကြည့်ရှုတုံ့တက်တင်ဆက်ပေးသွားမှာဖြစ်ပါလေ။ဒါအပြင်ဒီပွဲစဉ်ဟာဘာကြောင့်ပွဲစဉ်ကောင်းတဲ့ပွဲဖြစ်ခဲ့ရတာလဲ။လက်ရည်တိတ်မကွာဘဲနဲ့ဒါဒီထဲကဖိုက်တာတူကိုအမှတ်အပြည့်အသက်နဲ့ဒိုင်းတွေက ဘာကြောင့်အနိုင်ပေးလိုက်ရတာလဲဒီပွဲစဉ်ကမကြည်ပွဲပြင်ပြီးတော့မှဖြစ်တဲ့ကလာစတာတွေနဲ့ပတ်သက်ပြီးထိတ်ပင်းတုံတက်တင်းဆက်ပြီးတော့မှဖြစ်ပါတယ်ဗျ။ Okay အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကောင်းတဲ့ပွဲလေးကိုအခုပဲစတင်ကြားလိုက်အောင်ပါဒီပွဲစဉ်အောင်ဆိုတော့နိုဝင်ဘာလ10ရက်နေ့159 37ဆိုတဲ့ခေါင်းစဉ်အောက်ကနေ heavyweight kickboxing ကမ္ဘာချန်ပီယံခပ်ပလူပွဲအနေနဲ့ ရှင်ပင်ထိုးတက်သွားခဲ့ကြတော့ပဲဖြစ်ပါနဲ့အဲ့တော့ဒီနေရာမှာပြိတက်တွေအနေနဲ့ထင်မှားစရာတစ်ခုရှိတာကဒီပွဲစဉ်ဟာချန်ပီယံခပ်ပတ်ကံကွယ်ပွဲမဟုတ်ပါဘူးဒါတီတန်ဟေဒဝေးကပ်ပေါင်းစဉ်ကမ္ဘာချန်ပီယံခပ်ပတ်လူပွဲပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒါအားလုံးကလည်းအထင်မှားစေချင်ပါဘူးအခုပမာဦးဆုံးအနေနဲ့မိတ်ဆက်ပေးနေတဲ့ဖိုက်တာကတော့ဒါတူရကီကဖိုက်တာတူဖြစ်ပါတယ်သူနာမည်ကတော့ဆမ်မတ်ဒါအက်ဒီလို့ခေါ်တယ်ဗောနော်နာမည်ပြန်ခေါ်တော့ဒကင်းလို့ခေါ်တယ်ဗျအရက်ကတော့6ပီနဲ့နလမရှိတဲ့အသက်ကတော့20နဲ့ တနစ်တာရှိသေးပါလေ။ဒါကျွန်တော်မြန်မာပိတ်သက်တွေဂျာမန်ကတော့ဒါဘိုက်ပူလူခေါ်နေကြလို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီဖိုင်တာဆိုတော့လက်ရှိအချိန်ထိဒီကစ်ဘောက်စင်ပွဲစဉ်ပေါင်း18ပွဲအထိရှင်ပြိုင်ထိုးတက်ထားပြီးတော့မှ18ပွဲစလုံးကိုလုံးဝဒါရှုံးပွင့်ရှိအနိုင်ရယူပြထားတဲ့ဖိုင်တာဂျန်တူဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကိုမကြည့်ဘဲစွမ်းဆောင်ယူကြည့်ရှုသွားမှာဖြစ်တယ်ဗျ။ကိုတဖန်ဘေးစပီတော့ပြီးမဲ့ဖိုင်တာကတော့အမြင်မှာပြည့်တက်တွေနဲ့မစိမ့်တဲ့ဖိုင်တာတူဦးဖြစ်တယ်ပေါ့နော်။လက်ရှိ ဝမ်ချမ်ပီယံရှစ်ရဲ့ဒီ light heavyweight kickboxing နဲ့ heavyweight မွေထိုင်းကမ္ဘာချန်ပီယံတဦးဖြစ်ပါတယ်။သူနာမည်ကတော့ Roman Klykia လို့ခေါ်ပြီး Ukraine နိုင်ငံက fighter တဦးပဲဖြစ်ပါတယ်။ဒါအရက်ကတော့6ပီနဲ့6လက်မအထိတောင်ရှိပြီးတော့အသက်ကတော့30နဲ့4နှစ်ပါ။အဲတော့ဝမ်ချမ်ပီယံမှာကတော့ချန်ပီယံ9ကြိမ်အထိဖြစ်ထားပြီးတော့မှဒါမတူညီတဲ့အာဂဇာမီ2မျိုးမှာလက်ရှိချန်ပီယံတဦးအဖြစ်ရှိနေတဲ့ fighter ပဲဖြစ်ပါတယ်။ အခုလက်ရှိကျွန်တော်ကြီးစုတောင်းမဲ့ပွဲစဉ်ဟာဆိုရင်တော့ Heavyweight Kickboxing ကမ္ဘာချန်ပီယံကပလူပွဲအနေနဲ့သူရဲ့ဒီချန်ပီယံကပ3ခုရဖို့အတွက်ရှင်ပြန်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်ကောင်တပွဲလေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပွဲစဉ်လေးကိုတွားလိုက်အောင်ပါကဲဂျိုဝန်တန်ကတော့ Olivier Cosk ပဲဖြစ်ပါတယ်။ Face on နေထားမှာဆိုရင်တော့အကောင်းတလုံးစာလောက်กว่าဟာနေတာမျိုးတွေ့ရတယ်။ Ukraine ကတော့အနီတောင်းပါ။ Turkey ကတော့အပြန်တောင်းတော့ပါနော်။ကဲကျွန်တော်ကြည့်လိုက်အောင်ပြ အပေါ်ဒီအလုံးထင်မှာတော့တူဂီဖိုင်တာအနည်းငယ်ကြီးရဲ့အရက်မောင်းလဲခြေတဲ့လက်တန်တော့ဒါအလုံးမြင်ကြတဲ့အတိုင်းပဲပေါ့နော်โอเคနည်းနည်းတော့စိတ်လှုပ်ရှားနေပြခေါင်းပွဲချန်ပီယံခပ်ပတ်လူပွဲပွဲစဉ်တပွဲဖြစ်တယ်ပေါ့နော်โอเคစဖို့တော့နည်းနည်းလေးအချိန်ယူရတယ်ဗျာပုံမှန်ပွဲစဉ်နဲ့မတူဘူးခြားနားနေတယ်โอเคလက်ပုတ်ပြီးလိုကေဝင်ထားတယ်ဝိုးကြည့်ဦးလက်ခုကြအဓိကကစားတယ်ဗျယူကရိန်းဖိုင်တာအနေနဲ့ အပခတ်ကောင်းနေဒီပင်လက်ခုကောင်းနေပြန်သူတို့ဒီဖိုင်တာသဘီကျွန်တော် over right hand နေနိုင်ထားတယ်ကောင်းနေဂျီကိုမထီလို့ပြလန်းလန်းပြီးတော့ right right hand အကြီးစားလေးဝင်နေโอเคကန်ထားတယ်ချီကန်ချက်ကောင်းနေပြโอ้ဟက်ကစိုးရင်ရတယ်ဂျီကိုโอ้ဒူတိုက်ချက် ိုးကိုဒုပြင်တိုက်ထားတဲ့ clinic နေထားဒါအဲ့လိုမျိုးဆွဲလို့မရဘူးเนาะကစ်ပေါ်စင်ပွင့်ဖြစ်တယ်လိုကစ် spinning back oh my god မထီလို့ဗျာကောင်းတယ်ဗျာမထင်ရောက်ဗျာလုံးဝ heavy weight ကြီးနဲ့ဟို spinning back kick တွေကန်သွားတယ်ဗျာချက်ကစားထားတယ်ကောင်းတယ်ချက်နဲ့လိုကစ်ပေါ်ရှင်နိုင်လာတဲ့ရိုမန်နေနဲ့ โอ้ไรคูก้าวเน่มวยไทยไลเอซโนไม่เลวเปียนะเก็บบอลซิไลเอซโนเนเน่ขันตาเน่โอเคเบเจ็ดก้าวเน่เปียทอกเช็ดลีลีดิฟันลุกท่าไม่ซู้บูโอ้ฮักเก้ทีลุเปียကဲယူကရိန်းဖိုက်တာနေနဲ့အနေငယ်လေးကျွန်တော်ဖိဖို့ကြိုးစားလာတယ်ဘယ်ချက်ဘယ်ချက်တွေဝင်ထားလဲ ဟင်းကောင်းတယ်ဘိုးရှော့တွဲထားတယ်ဗျာဒီဘိုးရှော့နိုင်တယ်ဘောကေကောင်းတယ်ဗျာတူရကီဖိုက်တာလက်တီးကမြန်ဗျာအိုးလက်ခုနဲ့ဟက်ကေမထီဗျာဟက်ကေနည်းနည်းလေးတံလူသွားတယ်ဗျာလုံးဝမထင်မှတ်ထားဗျာ အကေဝင်ထားတဲ့ယူကလင်းနဲ့ဖိုက်တာဘယ်ချိန်မြင့်ကောင်းနေပြဘယ်ညာတုံးတော့မစိုးဘူးဝိုးကောင်းတယ်ဟက်ကဲအဘကက်ဘောဒီရှော့ဝင်ထားတယ်ရန်တော့မဖြစ်ပြမမှန်လေးကစားနေတာမျိုးတွေ့ရတယ်လိုကစ်တွေထိခံထားရတယ်ဘယ်ချက် ချက်အဓိကကစားနေရမျိုးတွေ့ရတယ်ရိုက်ခူဝင်ထားတဲ့ face ပို့ဖို့ပဲကျွန်တော်လည်းလည်းအချင်းပါဝင်ရလေဗျ Oh 1 2 re look it ကောင်းတယ်ကဲပမချီအဲ့တော့ပမချီနေထားရတော့ဒါကျွန်တော်ရဲ့မြင်ရမသိမင်းမင်းပြောဝင်ဗျဒုတိယချီတွောလိုက်အောင်ပါအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေနေနေအောင်ပထမချီမှာဘူးတာခဲ့တယ်လေဗျ လူကေလက်ခုဝင်ပေးလိုက်တယ်โอ้ก้าวเลยจิโอโอ้เบลตี้โอ้นัชัดทอดไปมาสปินเนอร์บัฟเฟ่ก้าวเลยจิมี่กันเฉลี่ยต้องว่าไม่ซู้ป่ะเออลงอ่ะดิเฮฟวี่เวทอณีทานี่มีมาจิมี่กันเฉลี่ยต้องว่าล่ะวะเนาะดูต้องไหนหมดสรแล้วลวยกูได้อณีทาမျိုးတော့မဟုတ်ป่ะ ပုံမှန်ဆိုတော့လက်တီရှင်ထိုးကြတာများတယ်ဗောနော Fighter တို့ဥလုံးကချင်းမြင့်ကန်ချက်ကောင်းကောင်းတုံးနိုင်တယ်1 2 win နဲ့ဆောင်းတင်းစားတယ်မဆိုးဘူးကောင်းတယ်ဘော်ဒီကကျွန်တော်ဒီလုကေတွေစပီကန်ထားတယ်အနိုင်ကန်ချက်ကိုတပီကန်နေဗျာ လက်ခုကောင်းတယ်ဗျာကျုပ်လက်သီးကမြန်လိုက်တာထပ်ပြီးလိုကစ်ကန်ထားတယ်ကျုပ်ပရိတ်သတ်တွေတွေ့ကြအောင်ဗျာဒီခြေထောက်ကနည်းနည်းဖောရောင်နေတယ်နော်အခုတလုံးတဲ့လားအိုးလိုကစ်ပြန်ကန်ခံလိုက်ရတယ်ဘော်ဒီကစ် right hook လက်ခုကောင်းတယ်ကျုပ်ဒူးတိုက်ချက် oh my god ဒီကရင်ဖိုင်တာဒစ်စတန့်ချာပြီးဒီဇိုင်းရအောင်ဆိုးဗျာ ူကီဖိုင်တာအနီးကန်ကျွန်တော်တို့ဒီလမ်းထိုးရတဲ့အပိုင်းလေးရှိတယ်ပေါ့နော်တို့အမေသူကအနိုင်ကန်ချက်မှာတာခဲ့တယ်ဗျခြေခြေထောက်ကျွန်တော်ရောင်နေတာတွေ့ရတယ်ကြွက်တာလာပါလဲတော့မသိဘူးစပင်းဘက်ကဲမထင်ပြကျုပ်ကောင်းလိုက်တာထိသွားရင်တော့ကိုမသွဲလုံးတွေဝင်လာပြီတပကယူကရိန်းဖိုင်တာနေနဲ့အရင်တော့ကျွန်တော်ဖြစ်တာမျိုးမတွေ့ရဘူးတို့နေတတိကြီးတယ်1 2ဝင်ထားနေကောင်းတယ်လက်ခုချက်ကစားထားတယ်ထပ်ပြီးတော့မှဘယ်ချက်ဘယ်ချက် ကစားတဲ့အနေထားမှာလူကီတွေကန်ခံလိုက်ရတယ်ပေါ့နော်ဒီကန်ထားတဲ့နေကန်ချင်းနေနာတော့နာနေပြန်ကြည့်ရတဲ့အနေထားတူရကီဖိုင်တာကျွန်တော်တို့ဒီတိငိမ့်နေကစားပုံကလက်ခုပြန်တော့အမျိုးလုံးဝမတွေ့ရဘူးကဲလူကီကန်ခံထားရတယ် ဦးကောင်းလေဂျွန်ဘော်ရီကစ်ဂျန်နေဘော်ရီကစ်ကစားတော့လာဒီပိုင်းမဆိုးဘူးလူကစ်ထပ်ပြီးနိုင်တယ်ပြန်လန်ကန်ဟားတယ်ဂျက်လူကစ်ကောင်းခါပြနေပြီဗျဒီဖန့်လောက်တာမဆိုးဘူးကောင်းတယ်အိုးဒူးတိုက်ချက်ကောင်းတယ်ဂျက်လူကင်ချက်တကယ်စတန်အောင်ပြောင်းသွားတဲ့အမိခံမှုတွေ့ရတယ်ကျုပ်နည်းနည်းချီကန်ချက်တော့နာနေပြီဗျကဲ ဒုတိယချီပြီးဆုံးသွားပြီပေါ့နော်ဒုတိယချီနဲ့မကွာဘူးပြနည်းနည်းတော့ပြောရတာခက်တယ်ဒီပူပြီးအထိနာတာတော့တန်ယူကရိန်းဖိုက်တာပူပြီးအထိနာကြတယ်ဖြစ်ပြီးလူကေထကန်ထားတဲ့လူကေမှာဒီဒူတိုက်ထားတယ်ဗျဒီကရိန်းဖိုက်တာနေနဲ့ဘူလဟုလူကေစတိုက်ကန်ထားတယ်ချင်းကန်ချက်ဘောလကေလူကေဘောလကေနဲ့လူကေနဲ့ကျန်နေကြပြီ ပြစတိုက်ကန်ထားတဲ့အခြေအနေကိုတမန်နေမြောက်ပွေးချင်းကပုံကတောင်းကိုရင်ဖြူတင်နေမလို့ဒီ distance ကစားနေခေါက်တာဟိုလက်ခုကောင်းတယ်ဖီအာဘေးဘီဗျာချီအောင်အပါခက်တွေရောကျွေးဖို့ကျူးစားနေတဲ့အနိကက်မင်းနဲ့ဇာတော့မဟုတ်ဗျာမိကန်ချက်မှာတော်တော်လေးကိုထိနာနေတယ်ဒီအချီကြီးလိုက်မလို့ဘယ်ချက်ကောင်းတယ် right hook, ground and left hook, defend low ground, so we're One, two, win, honey, right hook. Lấy thủ lấy thủ mũ lụa là mũ thái lấy thủ giá là tầm như trong đoan này đi về nhà. Đó ဘူကိုကျူးစားတယ်အခုပြနောက်ချက်အခုထိထားတယ်ဘောရှော့ကောင်းနေအပခက်ကောင်းနေဗျာကျူးဝိုးဟက်ကေမထိလိုက်လို့ဗျာဝိုးအပခက်ညာချက်ထောက်ထားတယ်ဒီဂရင်းဖိုက်တာနေနေကြည့်ရတဲ့အနေထားမှာနည်းနည်းလေးကြာလာတယ်ဗျာ သူရကီဖိုက်တာရရတဲ့တည်ငြိမ်နေသူကစားပေါ်မှာပုံမှန်ပဲတွေ့ရတယ်။နည်းနည်းလေးတော့မောတော့မောဒါပေမဲ့ယူကရိန်းကပုံကြီးမောတယ်လို့ခံစားရတယ်ဗျ။ဝိုက်ခူညာချက်လေးဝင်ထားတယ်။အိုးလက်ခုထိထောင်ဗျဝိုက်ခူလုကက်ကဲပြောင်းသွားတဲ့ဒီခြေထောက်တွေလည်းကျွန်ပြန်ကန်ထားတယ်ဗျ။ဒီစတန့်ပြောင်းသွားတဲ့ဒီတောင်းတိုင်ကိုဖြိုးနေတယ်ပေါ့နော်။ညာချက်လေးထောက်ခံထားရတယ်။ ပွဲချင်းကပုံမှန်နဲ့ဗျအရေးရှိတဲ့ fighter တွေကိုကျွန်တော်လှုပ်ရှားမှုနှီးအောင်ကစားမယ်ပေါ့နော်။ကောင်းတယ် hacking နဲ့ uppercut ။ဟို right hook ဆိုရင်ရတယ်။ညာချက်တွေထောက်ထားတယ်။ဒီ fighter ဟိုဒူတိုက်ချက်ကောင်းတယ်။ lucky အပါနဲ့ဒီချက်ကကောင်းတယ်ဗျလက်ခု ထိထားတယ်ရိုက်ခုဝင်ပြီးလက်ခုဝင်ထားပြီးစိုးရင်ရတယ်ကျုံရိုက်ခုတွေထားပြီးကဲညာချက်ထောက်ခံထားရတယ်ဝိုးဟက်ကဲနမျောတယ်ကွာသူ့ခြေကန်ချက်တွေကောင်းနေတော့ထိထိမိမိထိလိုက်ကောင်းအိုးကောင်းနေဗျာထောက်ခံချက်ကဲ wrong tree မှာတော့ကျွန်တော်ရဲ့ဒီတူတူတယောက်နဲ့အမြင်ရဆိုရင်တော့တူရီကီဖိုင်တာနဲ့ထိချက်တာခဲ့တယ်လို့ပြောမှာဗျာ အနေငယ်ပေါ့နော်အရင်ကြီးကွန်ဟာလာမျိုးတော့မရှိဘူးဒီလက်ခုလိုကက်ရောင်းဖို့ချိလိုက်အောင်1 2 combo ဝင်ထားတယ်ဦးနှမျောဖို့ကောင်းတယ်အိုးလက်ခုယူကရိန်းဖိုင်တာနည်းနည်းလေးနီကက်ဖြိဖို့ကြိုးစားလာတယ်လိုကက်ကန်ထားတယ်ဦးလက်ခုငါချက်ဆောင်းလေးကစားတော့မစိုးပြမာကုံရှိတဲ့ပြောင်းပြင်များတူတူကဖတာဟက်ကက်ကောင်းတယ်နီကက်မှာချစ်ကန်ချက်လာတယ်ဗျာ chúng ta khen hai đấy nhà chế thì tha đấy còn được chưa là khu về là tin là chết thì tha đấy về nhà quay là tin cao này bia thật chết oh my god đi tha số nhà đủ đại chết cao này wow cao này đủ đại chết chiều cao này làm nhà tôi kỳ phải ta nick đủ đại rồi là ok là khu ကဲထိထားပဲ oh my god လက်ခုကြီးထိသွားတယ်ဗျာကောင်းတယ်ကျို့လုံးဝကွာကျို့လက်ခု right ခု追ထားတယ်ဖြီးပြီဗျသူ့ရဲ့အနေထားကနည်းနည်းတော့လက်ခု right ခုဝင်နေဝိုးကောင်းတယ်လက်ခုနှစ်ချက်ထပ်ပြီးဖြီးဖို့ကြိုးစားနေတယ် right ခု追ထားတယ်ဝိုးကောင်းတယ်ဟက်ကဲကဲဘယ်ချက်ထပ်ပြီးကန်တယ် oh ရှောင်းတော့လို့ဗျာကျို့1 2ဝင်ထားတယ် အပြန်လန်ကျွေးထားပြီဗျာ1 2လေးတွေညာချက်ထောက်ထားတယ်ယူကရိန်းဖိုက်တာနေနဲ့အိုးထိခံထားရပန်ပြီဘယ်လက်တီညာလက်တီကောင်းနေဗျာလုံးဝမထင်ထားရောက်ဗျာလန်လန်ပြီးတော့ထိုးတဲ့ထိချက်တွေကငင်းလုံးနဲ့ထိချက်တွေတာအိုးကောင်းနေ over right hand left hand ကျွေးထားတယ်ပြန်ပြီး left hand right hand ဝင်ထားတယ်ကောင်းနေဗျာဒီချီမှာနေကန်ချက်ပြန်ကန်ထားတယ်လက်ခုဝင်ထားတယ် ။အိုးဒူဘိုက်ချက်ထိခံထားရတယ်။ဝိုက်ခုညံချက်။ကျွန်နည်းနည်းလေးတော့တက်လုံလေးစကြလာပြီတွေးရပြအဲ့ဒါမဲ့ဥစလုံးက။အိုးရိုက်ခု။ဒီကကျွန်တော်ကောင်းတာလေးကစားနေတယ်။ဒီ green fighter နေနဲ့ချက်ကစားတာမျိုးထိချက်လေးနောက်ပိုင်းမှာနောက်ပိုင်းမိနစ်တွေမှာတာနေလာမျိုးတွေးရတယ်ဗျ။ ။ဟိုးဒူတိုက်ချက်နှစ်ချက်အောင်ရှိ1 2ဝင်ထားတယ်ချော်ထားတယ်ဗျာ။ over right hand sorry left hand ပေါ့နော်။ချောင်းလက်သေးလေးဝင်ထားတယ်။ဟိုးဟက်ကစ်ကောင်းတယ်ချိုးနီကက်မှာ။ညာချက်အပကတ်ဘော်ဒီကိုနိုင်လာတယ်။ဝေါ်လာရည်ကအနိထားတော့ ကောင်းတယ်ထပ်ပြီးတော့ဘယ်လက်တီအိုးကောင်းတယ်ဘယ်လက်တီတွေကိုတုံးသွားတာလက်ခု right ခု left ခုထိထားတယ်ကဲ wrong foul wrong foul မှာကျွန်တော်ရဲ့မြင်ရတော့ဒါတူရကီဖိုင်တာတာခဲ့နေပြန်ထိချက်ပိုင်းမှာဒါမင်းနေအောင်လောကောင်းနေပါတော့အဲ့တော့အနေထားကကျွန်တော်ဒီတတိယချီနဲ့ဒီလေးချီမြောက်မှာဟိုးအပြန်နဲ့ဖိထားတဲ့လေးချီမြောက်မှာတူရကီဖိုင်တာတာခဲ့နေတယ် ရနောက်ဆုံးတစ်ချီအရန်ကိုအရေးကြီးတဲ့ချီကိုရောက်ရှိလာပါပြီ။ Ooh, body kick. လိုကီဝင်ထားတယ်။ Ooh, uppercut. ဆိုရင်ရတယ်အနေထားကဟက်ကဲချုံထားတယ်။ဘောရှုံးနိုင်တယ်။လုံးဝကွာအရက်6ပြီ6လက်မကိုခြေလမ်းပြီးတော့အမြင့်ကန်ချက်တော့ထောက်လက်တီးတော့တိတိမိမိကစားနိုင်တယ်ဗောနော် လုံးဝ over right hand တွေရောမဆိုးပြထောက်ကန်ချက်ကောင်းတယ်1 to ကောင်းတယ်ဗျလက်ခု look here ကဲရန်ကုန်ရေးကြီးနေပါပြီကျွန်တော်မားလို့မရအောင်မြန်နောက်ဆုံးချိန်မှာနည်းနည်းပြီးတော့ပတ်ပြီးတော့ကစားနေတဲ့အနေထားမျိုးတွေ့ရတယ်သူတို့ဒီဖန်တောင်နဲ့ဘယ်ခုလက်ခုထိထားတယ်ကောင်းတယ်ဗျတော့နည်းနည်းလေးပါနဲ့လာတယ်နောက်ဆုံးချိန်မှာအဓိကအဆောင်သိန်းလေးကစားလာတာမျိုးတွေ့ရတယ်ဗျရှိချိန်မှာတော့သူကနည်းနည်းလေးဖြီးတယ်ပေါ့နော်တိတ်ပြီးတော့ရှောင်လာပြီးမတွေ့ရဘူးဟက်ကစ်ချော်ထားတယ်တော့ကန်ချက်ထိတယ်လုတ်ကစ်ကောင်းတယ်ဗျ โอ้ช่องว่าก้องเลยไรคูลักคูอัปคันเฉรอทีไลเดเกช่องว่าไม่ซูเนาะนอกซงฉิมาดากะซาโดนะปัญญาคูปาลาเดบักแคนิกะปูบิโดมาตุนิเนทีเชยองกะซาเดฮะเกโอ้ฮะเกเปลี่ยนแลนก้องเลยฟลายนี่ก้องเลยเปียฉิโบไม่ทินออกเปีย လက်ခုဝင်ထားတယ်ထိချက်တွေမစိုးနေဘူး1 2ဝင်ထားတယ်သူကအချောင်းသိန်းနဲ့ထိချက်မိမိရကစားတဲ့အနေအထားမျိုးဖြစ်လာတယ်နောက်ဆုံးချီမှာအဘကတ်ကြာနေပြီဗျတပကတ်ချင်ပြန်က1 2ကောင်းတယ်ကျွန်တော်နှိတ်ကန်ချက် လက်ခုတွေဝင်ထားတဲ့အလီလွင့်တွေတော့ရှိလာတယ်ဗျ။ကောင်းလေ1 2 Lincoln ချက်လက်ခုတွေကတော့တော်တော်လေးထိနေလို့ပြောမယ်ဗျဒီ green ဒီ Turkey fighter ကဲပြန်လန်ထိချက်လေးရထားတယ်ဟိုးကဲပွဲရတော့ပြီးသွားပြီဗျကဲကောင်းကင်ရဲ့ပွဲစဉ်လည်းပွဲများအဲ့တော့ဒီပွဲစဉ်ကိုပေါ့နော်ဘာကြောင့်မို့ တော်တော်များများကဒီတော်တော်များများမဟုတ်ပါဘူးတချို့တလီပေါ့နော်ဒီပွဲစဉ်ကပြင်းမှုကောင်းတယ်ဆိုတော့ပြောကြတယ်ပေါ့တကယ်ကျွန်တော်ဒီလို6ပေ6လက်မရှိတဲ့ fighter တအုပ်ပေါ့နော်6ပေ6လက်မရှိတဲ့ fighter ကဒီလောက်ထိလောက်ပြနိုင်လေဆိုကြတဲ့ကဒါနည်းနည်းနော်တော့အရေးချင်းမှမဟုတ်တော့ဘူးနော်ဒါဘာကြောင့်မို့ဒီပွဲစဉ်ကိုကျွန်တော်ပွဲစဉ်ကောင်းပွဲမဟုတ်ဘူးလို့ပြောရတယ်လေဆိုတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုတော့ဒါအကစားအမျက်လုံးမရှိဘူးလို့ပြောမှာပေါ့နော်ဒါတယောက်နဲ့တယောက်တော့အထင်မြင်ချက်တော့မတူဘူးပေါ့နော်ဘယ်သူမှဒါကျွန်တော် ဒီအပြစ်တင်ပြောတာတော့မဟုတ်ဘူးဒါကျွန်တော်ရဲ့မြင်ရတော့လောကဒီပွဲစဉ်ဟာပွဲစဉ်တကောင်းပွဲစဉ်ကောင်းတပွဲဖြစ်ခဲ့တယ်ပေါ့နော်ဒါမထင်မှတ်ထားတာလို့လွတ်ပြနိုင်ခဲ့တယ်ဗျဒီဒူးတိုက်ချက်တွေကကျွန်တော်တုံးသွားဆိုတော်တော်လေးကောင်းတယ်ဗျအဲ့တော့ကျွန်တော်ဒီတုံးချီနဲ့လေးချီမှာတော့ကျွန်တော်နေနေဒီပွဲကြည့်တဲ့ချိန်မှာကြည့်နေပြောထားတဲ့ချိန်မှာပေါ့နော်ဒါတူရကီဖိုင်တာတာခဲ့တယ်ဆိုတော့အရာကြီးပြုံးခဲ့တယ်ပေါ့ဒါနောက်ဆုံးတစ်ချီကြည့်လိုက်မယ်ဆိုရင်တူရကီဖိုင်တာကပုံပြီးတော့မှပါနဲ့လာတယ်သူကလည်းပုံတာလာတယ်ပေါ့နော် ဲ့တော့ကျွန်တော်အနေနဲ့အမှတ်ပေးရမယ်ဆိုရင်ဒီနောက်ဆုံးတစ်ချိန်မှာ Tunicky Fighter ကိုအမှတ်ပေးတယ်။အဲ့တော့ဒီအတူတူပြောင်းတော့3-5မှာ Tunicky Fighter လုံးဝတာတယ်မဟုတ်တာတယ်ဆိုတဲ့နေမှာဒီခြုံလိုက်တဲ့အနေထားမှာသူကအနေငယ်အနေငယ်ဘုံတော့3ချိန်မှာလည်းအနေငယ်တာ4ချိန်မှာလည်းအနေငယ်တာလည်း5ချိန်မှာတာဒီအနေငယ်နဲ့ပို့တော့မဟုတ်ပို့တာခဲ့တယ်ဒီ3ချိန်အတိအကျစကားပြောသွားတယ်ဘုံပထမနှချီကတော့ Fighter နှစ်ယောက်လုံးမှာကဒီတိတ်မကွာဘုံတော့မကွာဘူးဆိုပေမဲ့ကျွန်တော်အနေနဲ့ဒီ Ukraine Fighter ကိုအမှတ်ပေးလိုက်မှာသူကဒီရှိနှချီတာခဲ့တယ်ဆိုပါဆိုပေါ့နောက်3ချိန်မှာက Turkey Fighter တာနေတယ်ဘုံတော့အဲ့တော့ ဒိုင်နီမဒီအတွက်ကြောင့်မို့သူ့ကိုဒါအမတ်အပြတ်တက်နဲ့အနိုင်ပေးလိုက်တာလို့ကျွန်တော်ကတော့မြင်တယ်။တချို့ကတော့လည်းဒီအမတ်အပြတ်တက်လောက်ထိမဖြစ်သင့်ဘူးပေါ့နော်။ဒါ split decision ဖြစ်သင့်တယ်ဆိုရင်တော့ပြောဆိုခဲ့တာပေါ့နော်။ဒီဟာကလည်းကျွန်တော်ဒီကြည့်လိုက်မယ်ဆိုရင်တော့နောက်ပြီးလဲပြီးချင်စရာတော့ကောင်းတယ်။သူ့မဲ့ပွဲကိုအသေးစိတ်သူကြည့်မယ်ဒီ ticket တွေအရာပွဲချင်းကတော့တဲ့ပုံစံတွေအရာကျွန်တော်ဒီတိတိကျကျထင်းထင်းဝင်ကြည့်မယ်ဆိုတော့ဒီပွဲကအမှတ်အပြတ်သက်ဖြစ်ဖို့ဖြစ်တဲ့နေပြဒါကတော့ကျွန်တော်တုံးတယောက်ထဲရဲ့အမြင်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေကတော့ဒါဘယ်လိုမျိုးမြင်ထားတယ်လဲတော့မသိဘူး ဲ့တော့အဓိကချီးကျူးရမှာကဒီ2 key finder ဒီပွဲစဉ်မှာချင်းချင်းကန်ချက်ချီးချက်ရခဲ့တယ်။နောက်ပြီးတော့ white လက်တီတွေတော်တော်ကောင်းတယ်။အထူးသဖြင့်သူရဲ့ဒီ bay လက်တီပေါ့နော်။ဒီ tactic ဝင်တဲ့လက်တီတွေကချီးချက်တော်တော်လေးနာရခဲ့ပြီးတော့မှဒီဒီတပတ်ကပြန်ဖက်ကိုလည်းဒါအထိနာခဲ့တယ်နော်။နောက်ပြီးတော့မှဒီသူချားတာတခုတွေ့ရတာကဒူးပြန်ခုံတိုက်ချက်တွေပေါ့နော်။ဒါ flying ဒီတော်တော်ကောင်းနေပြန်။ဒါတော့သူကတစ်ချက်လောက်ပဲတုံးလိုက်တယ်ပေါ့။အဲ့တစ်ချက်ကလည်းလုံးဝမထိမှတ်ထားအောင်ပြန်တော်တော်လေးလှတယ်ဒီအဖို့ကိုပြန်လာတာသူချီးကျူးကိုကောင်းနေပြန်။ဒီလုံးဝကိုထက် အရေးအများကြီးရှိတဲ့ fighter ပေါ့နော်။ဒါတိကျရအောင်ကစားသွားလေဆိုတဲ့ကကျွန်တော်နည်းနည်းဒီ fighter ရဲ့ဒီအရေးချီးကိုမဖြစ်မနေချီးကျူးရမှာပေါ့နော်။ကဲအဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်ကိုအဆဆုံးချိလိုက်တဲ့အနေထားမှာဆိုရင်တော့ဒီ Turkey fighter ရဲ့ဒီဇွဲနဲ့တက်တိတွေကိုကျွန်တော်မြင်တွေ့ရတယ်ဗျ။ One Championship ကဒီလို fighter တွေသဘောကျတာပေါ့နော်ဇွဲနဲ့တက်တိ။ကျွန်တော်ဒီမနေ့ ဒီပွဲစီမတိုင်ခင်ပေါ့နော် normal ကခုနှစ်ရက်နေမှာသူတက်သွားခဲ့တဲ့ပွဲစဉ်တပွဲရှိလို့မအားရအောင်ဒီဆုံးအောင်ပွဲပေါ့နော်သူပွဲစဉ်ကလည်းဇွဲနဲ့တတိယအဓိကပြီးတော့လက်တီကလည်းပေါင်လာရှိတာလည်းပါတယ်ပေါ့နော်ဒီ teacher ဘိုင်းအရာတော့ကျွန်တော်ရဲ့ဉာဏ်ရဆိုတော့ဒီဇွဲဒီဆုံးအောင်ရဲ့ပြန်ဖက်ကတော့တာပြီးတယ်ပေါ့နော်အဲ့တော့သူအဲ့ဒီပွဲစဉ်နဲ့ဒီပွဲစဉ်နည်းနည်းလေးသွားပြီးတော့မှညီတယောင်ယောင်လေးရှိတယ်ပေါ့နော်ဒါကွာတော့နည်းနည်းလေးကွာတယ်အဲ့တော့ကျွန်တော်ရဲ့ဉာဏ်ရဆိုတော့ဒါ ခုဒီချိန်မှာကပလူပွဲမှာတူရကီဖိုင်တာအထီးချက်ပိုင်းလဲဒါပူပြီးနောက်ပိုင်းချိန်မှာတာခဲ့တယ်ဒါအကောင်းဆုံးနဲ့ကစားပြသွားနိုင်တယ်ပြန်ဖက်ကိုလည်းဒါအထီးနာအောင်ကစားသွားနိုင်တယ်မှာသူတို့ပြည်ဒီချိန်နှစ်ကန်ချက်ကိုချိန်လိုက်မယ်ဆိုတကယ်နှစ်တက်ကွမ်းချန်ပီယံကဒါစတန့်ပြောင်းပြီးကစားရတဲ့အနေအထားမျိုးရှိတယ်သူ့ခြေတော်လည်းဒါဖောင်းရောက်နေတာပဲပေါ့နော်အဲ့တော့ဒီနိုင်ပွဲအတွက်ကတော့လုံးဝကိုဒါထိုက်တန်မှုရှိတယ်ဒါပွဲစီကောင်းတဲ့ပွဲဒီ မဖြစ်ဘူးလို့မြင်နေကြတဲ့ပြည်သက်တွေအတွက်ကတော့ဒါစဉ်းစားလို့တော့မရဘူးเนาะအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါနောက်ထပ်ကျွန်တော်ပွဲစဉ်လေးပါသိသိပေါင်းကြည့်ရှုဖို့ပဲတိုက်တွန်းနေမှာเนาะတကယ်ကျွန်တော်1မှာဒီတကယ်ပွဲကြီးမှာထိုးတက်ထားတဲ့အတွေ့အကြုံရှိတဲ့ fighter တူကဒီ champion ကိုကျွန်တော်နိုင်အောင်ထိုးပြနိုင်တယ်ဆိုကြဲကဒီစွမ်းဆောင်ကြီးကနည်းနည်းတော့စွမ်းဆောင်ရမှာမဟုတ်ဘူးเนาะကြည့်အဲ့တော့ကျွန်တော်ရဲ့အမြင်ဆိုဒီပွဲစဉ်ဟာမကြည့်ပွဲပြင်ပြီးမှဖြစ်တဲ့နေဘာကြောင့်လဲဆိုတော့ ဒီ Ukraine fighter က1မှာရှုံးခွင်းလည်းမရှိထားဘူးဒီပွဲစဉ်မှာရှုံးထားတာပေါ့နော် champion လည်း9ချိန်ဖြစ်ထားတယ်ဆိုတော့မကြည့်ပွဲတာတဲပေးနိုင်တော့တယ်အဲ့တော့နောက်နှစ်ထဲမှာဖြစ်လာဖို့တော့များတယ်ပေါ့နော်အဲ့တော့မကြည့်ပွဲကိုတော့ဒါဘယ်ခေါင်းစဉ်အောက်မှာပွဲတင်ပြီးလာမလဲဆိုတာကတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့စောင့်ကြည့်တော့ဖို့တော့လိုအပ်တာပေါ့နော်ဒါလက်ရှိမှာတော့သူကဒါ heavyweight kickboxing က champion တူဖြစ်နေပြီဒါ Ukraine fighter ကဒါ light heavyweight kickboxing ဖြစ်တယ်ပေါ့နော်အကယ်၍ light heavyweight တန်းမှာတဲမယ်ဆိုတော့ light heavyweight kickboxing က champion ကပ်လုပွဲဖြစ်မှာပေါ့နော် အဲ့တော့မူထိုင်းပွဲတယ်လာခဲ့မယ်ဆိုရင်တော့ဒါ heavyweight မူထိုင်းကမ္ဘာချန်ပီယံခပ်ပလူပွဲဖြစ်သွားမှာပေါ့နော်အဲ့တော့တကယ်ကိုကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီ fighter နောက်ဥကကျွန်တော်မဖြစ်မလို့တွေ့ဖို့ကတော့လိုအပ်နေတယ်ပေါ့နော်ဆန်းဆောင်ရင်းနေထားတော့ကျွန်တော်တို့အရန်ကြီးကွာဟောက်မှုတော့မရှိဘူးဆိုပေမဲ့ဒီ Turkey fighter ဒီပွဲစဉ်မှာဒါအကောင်ဆုံးချင်းကက်သွားနိုင်ပြီးတော့ပြန်ဖက်ကိုတောင်းအောင်ကစားသွားနိုင်တဲ့အနေအထားမျိုးတွေတွေ့ရတယ်ပေါ့နော်ဒါလုံးဝအနိုင်ရရှိမှုနဲ့ဒါ tight တန်တဲ့လုံးဝချီချူးထိုက်တဲ့ fighter တူဦးဖြစ်တယ်ဗျကျွန်တော်အနေနဲ့မြန်မာလာအထူးဖြင့်ကျွန်တော် ဒီမြန်မာပြည်သက်တူနေတဲ့ဒီပွဲစဉ်ကိုလည်းကျွန်တော်စောင့်ကြည့်သွားဖို့လိုအပ်တယ်ဗျ။ Okay အဲ့တော့ကျွန်တော်ဒီနေ့ပွဲစဉ်ချစ်ချစ်လေးလေးကတော့ပါပဲ။အဆုံးထိချစ်ချစ်အားပေးနေတဲ့ပြည်သက်တူတယောက်ချစ်စစ်တိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလို့ရတိပြီဆိုရင် like and subscribe လေးနဲ့အားပေးသွားဖို့လည်းတောင်းဆိုချင်ပါတယ်။ဒါဒီပွဲနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment မှာဒါဝင်ရောက်ဆွေးနွေးပေးဖို့လည်းအားလုံးကိုဝေးပေးစွာကြိုဆိုတယ်ဗျနော်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။